ドニャーがあったドニャーって。 ကြောင်းမဖွဲကောင်းသောယူကရိန်းနယ်စပ်နီးတွင် NATO အဖွဲ့၏ F-35 ကျတိုက်လေများသည်ရုရှားစစ်လေယာဉ်များကိုကြားပြတ်တိုက်ခတ်ကြသည်မေလ26ရက်ကြာသပတေးနေ့တွင် F-35 ကျက်လေယာဉ်နှစ်စီးဟာရုရှားလေယာဉ်များများကိုနော်ဝေနိုင်ငံမြောက်ပိုင်းရှိစူးတောင်ကမ်းရိုးတန်းအနီးတွင်တွေ့ရှိခဲ့ကြသည်နော်ဝေကျက်လေယာဉ်များ၏ကြားပြတ်တားဆီးမှုကိုခံရပြီးနောက် Kremlin ၏လေယာဉ်များဖြစ်ကြသော Mikoyan MC-31 Falcon နှင့် Sukhoi Su-27 လီဖန်စာတို့သည်ရှေ့ဘက်သို့ ဆုတ်ခွာသွားကြသည်ရုရှားလေယာဉ်နစီးကိုစူးရောင်ကန်ရိုးတဲ့အမြောက်ပိုင်းတွင်ယနေ့တရှိခဲ့သည်ဟု နော်ဝေတော်ဝင်လေတပ်မှ Twitter ၌တွင်ပြထားပါသည်ကျွန်ုပ်တို့ EF35 ဂျက်လေယာဉ်များကရုရှားလေယာဉ်များကိုအရှိတ်သို့ပြန်ရန်သူတို့ဤတောင်မဲများပေးမှကဲ့၍အမိန့်ပေးခဲ့သည်ဟုစိုင်းရီနီယန်စူးရောင်ကန်ရိုးတဲ့ရှိထိန်းချုပ်ရေးနှင့်အစီရင်ခံတင်ပြရေးဌာနမှအစီရင်ခံခဲ့သည်အရှိတ်သို့မပြန်ခင် ရုရှားလေယာဉ်များသည်နော်ဝေပင်လယ်သို့ပြန်သန်းခဲ့ကြသည်လေယာဉ်များသည်နော်ဝေနိုင်ငံ၏မြောက်ဘက်စွန်းရှိစူးတောင်ကန်ယိုဒန်တွင်ဂျားဖြတ်ဟန်တာခံခဲ့ပြီးနော်ဝေနိုင်ငံလေးပိုက်နက်တွင်မရောက်ရှိခဲ့ပါနော်ဝေနိုင်ငံလေးပိုက်နက်၏ပြောရေးဆိုခွင့်ရှိသူဘာဂလီကတ်စလန်ကရုရှားလေယာဉ်များနော်ဝေလေးပိုက်နက်အတွင်ဝင်ရောက်လာပါကပုံမပြင်းထန်သောကိစ္စရပ်များဖြစ်ပေါ်စေနိုင်ကြောင်းပြောကြားခဲ့သည်နေတိုး၏လင်းမြန်သောတုံ့ပြန်မှုတတိပေးချက်၏တစိမ့်တစ်ပိုင်းနေဖြင့် နော်ဝေးတွင် F35 တိုက်လေ20အမြဲအသည့်အနေထားရှိနေသည် Mrs. Gasland ကနော်ဝေးနိုင်ငံ ETV နှင့် Nation အား15မိနစ်ကြာ ပြောဆိုခဲ့ရာတွင်၎င်းတို့သည်လေထဲတွင်ရှိနေရမည်ဖြစ်ချိန်တိုင်းအဆင့်အသင့်ဖြစ်နေရန်ပြောကြားခဲ့သည်တနည်းမှာ24နာရီ365ရက်ရှိတဲ့နော်ဝေးကိုကျူးကျော်မှုတွေကချိန်ချောက်မှုလားလို့မေးတော့နော်ဝေးကအဲ့ဒါကိုစဉ်းစားရနေတာကြောင့်တရားမဝင်ဘူးလို့မပြောလို့ပါဘူးဟုသူမကပြော Enjoy. ဖေဖော်ဝါရီလတွင်ယူကရိန်းကိုဗလာဒီမာပူတင်၏ကျိုးကျော်မှုအပြီးနေတိုဖွဲ့ဝင်နိုင်ငံအဖြစ်တရားဝင်လျှောက်ထားပြီးကလေးကရုရှားနှင့်ဖင်လန်နိုင်ငံအကြားတင်းမာမှုများမြင့်တက်လာချိန်တွင်ကျွန်ုပ်တို့၏မျက်မြင်တွေ့ရှိနေသောလှုပ်ရှားမှုအလုံးကိုအထူးဂရုပြုပါသည်ဖင်လန်နှင့်ဆွီဒင်သည်ရုရှား၏ရန်လိုမှုကိုတုံ့ပြန်သည့်အနေဖြင့်စစ်ဘက်မဟာမိတ် နေတိုဖွဲ့အတွက်၎င်းတို့၏လျှောက်လွှာများကိုယခုလအစောပိုင်းတွင်တပြိုင်နက်တင်သွင်းခဲ့ပြီးတမိုင်းဝင်ပထဝီနိုင်ငံ၏အပြောင်းလဲကိုမ ကြောက်ပြူခဲ့သည်အဆိုပါနိုင်ငံနှစ်ခုသည် NATO ၏မိဖက်များအဖြစ် ကာလကြာရှည်စွာ လက်တွဲခဲ့ကြတော်လဲ၃လကျော်ကြာကျော်လွန်သွားခဲ့သောယူကရိန်းပြည်ပခါကြောင့်တရဝင်းအဖွဲ့ဝင်အဖြစ်လုံခြုံခံခဲ့ရသည်တချင်းတဲ့လက်ခုံတံများ နေတိုးအတွင်ရေမှုကြုံဂျက်စလိုတန်ဘတ်က၎င်းတို့၏6လများကိုလိုက်လိုက်လဲလဲကြိုးဆိုကြောင်းပြောကြားခဲ့ပြီး၎င်းနိုင်ငံတို့၏အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်းသည်နေတိုး၏မျှဝေတုံးဆွဲမှုလုံခြုံရေးကိုတိုးမြင့်စေကာထိုတိုးချဲ့မှုသည်မဟာမိတ်အဖွဲ့၏ဥရောပအရှေ့ပိုင်းကိုအင်အားချဲ့ထွင်ခြင်းမှတားဆီးလိုခြင်းဖြစ်သည်ဟုပြောကြားကာကျူးကျော်မှုကိုပြုလုပ်ခဲ့သည်သမရပူတင်အတွက်တိကျထင်ရှားသောခြေလှမ်းတလမ်းဖြစ်ကြောင်းပြောကြားခဲ့သည်ဥရောပမြောက်ပိုင်းတည်ငြိမ်ရေးနှင့်လုံခြုံရေးကိုချိန် င်းချောင်းမေရုရှားနိုင်ငံသား၏ဝင်ကြီးဌာနကတတိပေးချက်များကြားမှာနှစ်နိုင်ငံမဟာမိတ်ဖွဲ့ဖို့ရည်ရွယ်ချက်ကိုပထမဆုံးကြေညာတဲ့အချိန်မှာအရှိတ်ကရုရှားနိုင်ငံသား၏ဝင်ကြီးကကရမလင်၏ဒေါသတုံ့ပြန်တုံ့ပြန်မှုတွေပြုလုပ်ခဲ့ပါတယ်။သို့တော်လည်းနေတိုးအဖွဲ့၏တိုးချဲ့မှုသည်ရုရှားအတွက်တိုက်ရိုက်ချင်းချောင်းမှုမရှိကြောင်းဖင်လန်သို့မဟုတ်ဆွေဒင်နိုင်ငံနှင့်ပတ်သက်၍ပြဿနာမရှိကြောင်းပူတင်ကယခုသတင်းပတ်တွင်ပြောကြားခဲ့တော်လဲမဟာမိတ်အဖွဲ့အဆိုပါနှစ်နိုင်ငံထဲမှတနိုင်ငံ၌စ စစ်အခြေဆိုင်စခန်းများသို့မဟုတ်စစ်ပစ္စည်းကရိယာများတက်ဆင်ပြီဆိုပါကကရမလင်ကတုံ့ပြန်မိဖြစ်ကြောင်း၎င်းကသတိပေးခဲ့သည်အချင်းတန်မေလာ16ရက်တနင်္လာနေ့တွင်စီဒင်ဤအဖွဲ့ဝင်အဖြစ်ရှောက်လာတင်ခြင်းကိုတရားဝင်ကြေညာပြီးသောအခါပူတင်ကစီဒင်ဝင်ရောက်ပြီးနောက်ဤနယ်မြေတွင်စစ်ပတ်ဆိုင်ရာအခြေခံအဆောက်အအုံများတိုးချဲ့ချထားခြင်းနှင့်ချင်းချောက်မှုများကိုတတိပေးခဲ့သည်ယူကရိန်းနိုင်ငံက ရုရှားကျူးကျော်မှုအပြီးရုရှားသမ္မတဗလာဒီမာပူတင်က နိုင်ငံတစ်ခုမဟာမိတ်ဖွဲ့တွင်းသို့တိုးလာမည်ဟုမျှော်လင့်ထားကြောင်းမော်စကိုကတုံ့ပြန်ပြောဆိုခဲ့သည်။ဆွေဒင်နိုင်ငံသည်မဟာမိတ်ဖွဲ့ဝင်နိုင်ငံဖြစ်လို့ကြောင်းဆွေဒင်နိုင်ငံဆိုင်ရာနေတိုးဖွဲ့တမ်းမဲ့ကြီးအားမကြမီတည်င်းပေးမည်ဖြစ်ကြောင်းဆွေဒင်ဝန်ကြီးချုပ်မက်ဒါလနာအန်ဒါဆန်က မေလ16ရက်နေ့တွင်တင်းတော်များအားပြောကြားခဲ့သည်။ရုရှားနှင့်ကီလိုမီတာ1300နန်နမိတ်ချင်းထိစပ်နေတဲ့စုပေါင်းဖွဲ့ဝင်အင်ဂျင်အင်နီဂျင်ဖလ န်ကအလားတူကြညာချက်ထုတ်သောကြောင့်နေတိုးနှင့်ပူးပေါင်းရင်တံပြန်ရေးယူမှုတွေလုံးမယ်ဆိုတဲ့ရုရှားရဲ့တတိပိချက်အပြီးနောက်တနေ့မှာအခုလိုတုံ့ပြန်လိုက်တာ ဖြစ်တယ်လို့သူမကပြောပါတယ်ဖင်လန်နိုင်ငံသည်ဆိုဗီယက်နိုင်ငံတို့၎င်း၏နယ်မြေဆဲရခိုင်နှုန်းကိုဆုံးရှုံးပြီးနောက်စစ်ပီးခေတ်တွင်ကြာနေနေခဲ့သည်ရုရှားကယူကရိန်းကိုကျူးကျော်မှုစပြုလာခဲ့တဲ့ကဖင်လန်သမ္မတဆော်လီနီနစ်တိုနှင့်ရင်းကြီးချုပ်စာနေမာရီတို့က ပါလီမန်ကိုတိုင်ပင်ဆွေးနွေးပြီးနောက်သူတို့ဟာယူကရိန်းကိုကျူးကျော်တဲ့ရုရှားနိုင်ငံရဲ့စတင်တိုက်ခိုက်မှုကတည်းကစစ်မဟာမိတ်ဖွဲ့ကိုအရှိန်ဟုန်နဲ့ပြောင်းရွှေ့ခဲ့ပြီးဆွီဒင်နဲ့ဖင်လန်နှစ်နိုင်ငံလုံးကစစ်ဘက်မဟာမိတ်နေတို့ဖွဲ့ထံမြန်မြန်ဆန်ဆန်ဝင်ရောက်ခဲ့ကြတယ်လို့ဆိုပါတယ်စစ်ဘက်ဆိုင်ရာအခြေခံစောင့်အုံများဖြန့်ကျက်ချတာရေးကိုချိန်ချောက်မှုအဖြစ်ဖင်လန်နှင့်ဆွီဒင်တို့၏ပူးပေါင်းရန်ဆုံးဖြတ်ချက်ကိုရုရှားကသိရှိခဲ့ပြီးနောက်မော်စကိုမှတုံ့ပြန်မှုဖြစ်ပေါ်လာနိုင်တော်လဲဆွီဒင်နဲ့ဖင်လန်အတွက်တိုက်ရိုက်ချိန်ချောက်မှုမရှိကြောင်းမော်စကို ရှိဖွဲ့ဝင်များကိုပူတင်က မေလ16ရက်တွင်ပြောကြားခဲ့သည့်အင်းနယ်မြေများတွင်စစ်ဘက်ဆိုင်ရာအခြေခံအောက်အုံများတိုးချဲ့ရင်းသည့်ကျွန်ုပ်တို့၏တုံ့ပြန်မှုကိုနှိုးဆွလိမ့်မည်ဖြစ်ကြောင်းပူတင်ကမော်စကိုဦးဆောင်သောစစ်ဘက်မဟာမိတ်စုပေါင်းစာချုပ်ရဲ့ရုံမြင့်တန်ကြားထိပ်သည့်အစည်းအဝေးတွင်ပြောကြားခဲ့သည့်ချင်းတန်ဖေရှားလိုက်ပါညေကိုရောင်းအောင်ယူပါတချင်းတန်တင်ဤအင်္ဂလိပ်အလိုလျောက်ထုတ်လို့အားလုံးမကြသေးမီက upload လုပ်ထား